အားလုံးတာလီစွာပါဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာကတော့ hotel life နဲ့ UAE နိုင်ငံကိုလာရှင်တဲ့ညီကိုမောင်နှမများကို sharing လုပ်ပေးခြင်းတာဖြစ်ပါတယ်တကယ်လို့ကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့သူတွေထွက်မှာ UAE နိုင်ငံကို hotel life နဲ့လာဖို့ try နေတဲ့သူတွေအတွက် ကျိုးတစုံစရာရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဓိကပြောရှင်တဲ့အကြောင်းကတော့ hotel life မှာလစာဘယ်လောက်ရကြတယ်ဘလို့အကျိုးခံစားခွင့်တွေ UE နိုင်ငံမှာရကြတယ်ဆိုတာကိုအဓိကပြောရှင်တာဖြစ်ပါတယ်လစာကတော့ hotel life ကိုဝင်သွားပြီဆိုတာ ਨੇ အနည်းဆုံး busy salary အနည်းဆုံး position ကတော့80000ရကြပါတယ်အဲ့တော့ တဟိုတယ်နဲ့တဟိုတယ်အနေနဲ့ပြပြကွေ့ပြပါလိမ့်မယ်တချို့ဟိုတယ်ကတော့ five star မှာ AD 1300အဲ့လိုရကြတဲ့ပေးကြတဲ့ဟိုတယ်တွေလည်းရှိပါတယ် four star မှာဆို AD 1050 1100 1100အဲ့လိုပေးကြတာလည်းရှိပါတယ် business salary အနည်းဆုံး position က AD 1100ရရပါတယ်1100အပြင်စာပြီးမောင်းနှင်းလို့ခေါ်တဲ့စာပြီးရှားကိုလည်းရကြပါတယ်စာပြီးရှားကြတော့ တဟုတ်တဲ့တဟုတ်တယ်ကိုပြချနာပါတယ်ဣတိရောက်တဲ့အပေါ်မှာမုန်တည်ပြီးတော့စာပီချကိုရကြပါတယ်ဖိုစတာတင်မှာဆိုတော့စာပီချနေနိုင်ပါတယ်ဖိုင်စတာတင်မှာကြတော့လေများတယ်များတယ်ဒါပေမဲ့တဟုတ်တဲ့တဟုတ်တယ်ကကိုပြချနာနိုင်ပါတယ်ဖိုစတာမှာကတော့အနည်းဆုံး AD 300ကနေပြီးတော့400 500ထိရကြပါတယ်ဖိုင်စတာမှာကြတော့ အေးဒီ၄၀၅ကနေပြီးတော့၈၀၀၉၀၀တောင်းအေးလောက်ထိရကြပါတယ်ဘီဂျီဆယ်လာတွေကထောင်းနေရဆာဘီရှာကတထောင်း၄ငါ၆ရောက်ကနေမှတထောင်းထိရကြပါတယ်ဒီအားတခြားဘာတွေခင်ဆုံးခဲ့ရှိလဲဆိုရင်ဟိုတယ်လက်ကိုဝင်သွားပြီဆိုတာ ਨੇ ဝင်ထက်တယောက်ကိုနေစရာပြစ်ပါတယ်ကွန်ဒမနီရှင်းပြစ်ပါတယ်နေစရာကတော့ဟိုတယ်လိုက်ဖာနေရတဲ့လူတွေက ော်တော်များများသိကြပါတယ်နေစာကတော့ကြေကြေဝန်းဝန်းနဲ့အခက်အကြီးကြီးတစ်ခက်မှလူနှစ်ယောက်သုံးမဟုတ်သုံးယောက်ကြေကြေလွန်းလန်းနဲ့တက်တက်ရှင်းရှင်းရကြပါတယ် wifi gas အရာလေးခန်းစားခွင့်ရကြပါတယ်ဒီတခြားနေစရာအပြင်ဟိုတယ်နဲ့နေတဲ့အဆောက်ကို transportation အကျိုးအပေါ်လုပ်ပေးပါတယ် ဲ့ဒါတခြား transport လုပ်ပေးတယ်အာတခြားဘာတွေရကြသေးလဲဆိုတော့တနေ့မှာသမင်းသုံးတဲ့ကျွေးပါတယ် breakfast ရယ် lunch ရယ်ဒိနာရယ်ဆိုပြီးတော့သုံးတဲ့ကျွေးပါတယ်သူတို့ပြီးတော့ဘာတွေရလဲဆိုရင်ဒီသူတို့ဟိုတယ်မှာလုပ်ပြီးတနေ့ပြေးသွားပြီဆိုရင် vacation တော့မဟုတ် annual leave လို့ခေါ်တယ် တလခင်းဆောင်ခွင့်ရပါတယ်။တနည်းပြည့်တဲ့ဝင်ထက်တယောက်ကိုသူတို့ကတလ vacation ပြစ်ပါတယ်။အလေသွားခွင့်ပြစ်ပါတယ်။အဲ့ဒီတလကိုအနာယူနေတဲ့အချိန်မှာလစာလေးရကြတယ်၊စာပြီး money လေးရကြပါတယ်။တကယ်လို့ဝင်ထက်တယောက်ကနှစ်နှစ်ပြည့်သွားပြီဟိုတယ်တစ်ခုမှဆိုရင်အဲ့ဒီဟိုတယ်ကနေပြီးတော့မြန်မာနိုင်ငံကိုအသွားပြန်လျင်လာမဲ့ဖို့ သွားအပြင်ငွေပေးကြပါတယ်တချို့ဆိုလေအေးထိတ်ခဲဝေပြီးတော့ပေးကြပါတယ်ပြီးတော့ UE labor lawyer ဝန်ထမ်းတယောက်ကဟိုတယ်တစ်ခုမှာ အနှစ်ပြည့်သွားပြီဆိုရင်သူတို့ကို20ရက်စာခင်စားခွင့်အနှစ်ပြည့်တဲ့ဝန်ထမ်းတယောက်ကိုလတ်တလာရဲ့20ရက်စာခင်စားခွင့်ပေးရပါတယ်နှစ်နှစ်ပြည့်ရင်20 20ရက်နှခါရပါမယ်ပြီးတော့အဲ့ဒါကတော့ gratuity morning လို့ခေါ်ပါတယ်ဒီတော့အားဘာတွေရကြသေးလဲဆိုရင်ဝန်ထမ်းတယောက်ကသူ့ position သူ့နေရာမှာ performance ကောက်တယ်လို့ဆိုရင် bonus လေးပေးကြပါတယ်အဲ့ဒါတွေကခင်စားခွင့်ရရပါတယ်ဂျာကတော့ကျွန်တော် hotel လိုက်မှာလာမဲ့လူတွေအတွက်ဒီလိုခင်စားခွင့်ရှိတယ်ဆိုတော့ကျွန်တော်အကြံဖြန်းပြောပြပေးတာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်